ရှင်းရမှာအများကြီးပဲအဲ့တော့ငါဆောင်ကအဖွဲမင်းတို့အလောင်းမင်းတို့လာယူကြီးမင်းတို့ရဲ့ဒီဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေလာယူကြီးလာယူကြီးအများကြီးပဲဘောကပြေကျဲနေရပဲမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ပေါ်နေတဲ့ထူးခြားတဲ့သတင်းချို့ကောင်းတို့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဒေသကြီးပလဲမြို့နယ်ကန်တောင်းနေမီရဲစကန်ရဲ့6ရက်ကြာတိုက်ပွဲချင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ် စစ်သွေးကြွအေးအေးပါမယ်ငဆောင်ကအဖွဲပါမယ်ပြီးရင်ကျွန်တော်တို့ရင်းမပင်ခရိုင် PDF အဖွဲတွေပါတယ်ဒီစစ်သွေးကြွအဖွဲတွေပူပေါင်းပြီးတော့ကန်တော့နေမီရစကန်ကိုဇွန်လ၂ရက်နေ့မနက်၄နာရီချိန်ကနေစပြီးတော့ဒါကျွန်တော်ဗတ်ပေါင်းစုံဝင်တိုက်ပါတယ်ဗတ်ပေါင်းစုံကျွန်တော်တို့အသီးသီးနေရာယူပြီးတော့ဝင်တိုက်ပါတယ်ဇွန်လ၂ရက်နေ့မှာတနေကုန်တိုက်ပွဲတွေကတော်တော်ကြီးကိုပြင်းထန်ခဲ့ပါတယ် ဆွန်လာတော့ကနေပါဆိုရင်တော့ဒီနာမခကနေပြီးတော့ကျွန်တော်လေချောင်းပစ်ကူတွေကိုတောက်လျှောက်ကျွန်တော်တို့ jet fighter တွေတိုက်ခိုက် fighter တွေပြီးရင်ကျွန်တော်တို့ဝိုင်းပြီးဘုံကျဲလေနေနဲ့တောက်လျှောက်ကျွန်တော်တို့ပစ်ကူတွေတောက်လျှောက်ပေးခဲ့ပါတယ်ဒီပစ်ကူပေးမှုကကျွန်တော်တို့ဇွန်လ6ရက်နေ့ထိပစ်ကူတွေပေးခဲ့ပါတယ်တိုက်ပွဲတွေကတောက်လျှောက်ပြင်းထန်ခဲ့ပါတယ်ဒီစစ်ကူစစ်ကြောင်းတွေကိုတော့ဒီနာမခကဒီပလဲမြို့နယ်မှာရှိတဲ့ဒီ imity ပြည်သူ့စစ်ကြောကိုကျွန်တော်ရိုင်းနေတဲ့စစ်ကူတွေပို့ဆောင်ခဲ့ပါတယ်ရိုင်းနေကျွန်တော်တို့စစ်ကူပို့ဆောင်ပြီးတော့ဒါကျွန်တော်တို့အဲ့မှာရှိတဲ့ဒီပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ နမကကနေပို့ဆောင်လိုက်တဲ့ဒီတက်မလို့စစ်ကြောင်းနေပူပေါင်းပြီးတော့ကန်တော့နေမြေစာကို yes ကန်ကိုကျွန်တော်တို့ချီတက်ပါတယ်ချီတက်တဲ့ခါမှာအဲဒီစစ်ကြောင်းအုပ်စုတွေကလမ်းပိုင်းမှာကျွန်တော်တောက်ချောက်တောက်ချောက်ဖြတ်တောက်မှုတွေလုပ်ပါတယ်ဒီအချိန်တွေကိုကျွန်တော်တို့ဒီမှာစစ်ကြောင်းကိုဥဆောင်တဲ့ဒါခေါင်းပေါင်းတွေကခက်ခက်ခက်ခဲစွာဖြင့်ခက်ခဲစွာဖြင့်ကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်စစ်ကူစစ်ကြောင်းတွေကဇွန်လ9ရက်နေ့ဒီကနေ့မနက်3:00အချိန်မှာကန်တော့နေမြေစာကိုတောက်ရောက်ပြီးပူပေါင်းနိုင်ခဲ့ပါပြီ ူပေါင်းနိုင်ခဲ့ပါပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့တကယ်ကိုဒီလိုအကြပတ်သမားတွေအစင်စင်ဖြတ်တောက်တဲ့အရာကိုကျွန်တော်တို့ကြော်ဖြတ်နိုင်ခဲ့တဲ့ဒါခေါင်းပေါင်းကိုလည်းကျွန်တော်တို့များစွာဂုံရောက်มาဖြစ်ပါတယ်နောက်ထပ်ဒီဂုံရောက်มาကဒီကန်းအောင်နေမြေစကန်းကကျွန်တော်တို့သူရတတ်မှတ်ထားတာကနေမြေစကန်းအင်အားကကျွန်တော်တို့အကန့်သတ်ရှိပါတယ်အင်အားနေပါတယ်အဲ့ဒီအင်အားကိုကျွန်တော်တို့စစ်တိုးကြောက်အုပ်စုတွေကအင်အားကျွန်တော်တို့ယာနေချီပိတ်ဆို့ပြီးတော့ကျွန်တော်တို့တိုက်ခိုက်ခဲ့တာပါ ကျွန်တော်ရှေ့ကတင်ပြခဲ့သလိုပါပဲပြီးခဲ့တဲ့ရက်ကတင်ပြခဲ့သလိုပါပဲဒီမှာရှိတဲ့ကျွန်တော်တပ်မတော်သားတွေပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေအားလုံးတို့စုပြီးအစည်းအဝေးထိုင်လိုက်တယ်ပြီးတပ်ဖွဲ့ဝင်တွေအားလုံးအစည်းအဝေးထိုင်လိုက်တယ်ငါတို့ချမယ်နောက်ဆုံးချိန်ညီငါတို့ချမယ်ချမယ်ဆိုတဲ့ချိန်စိတ်ထဲနဲ့ကျွန်တော်တို့ချခဲ့တာပါနောက်ဆုံးကုံကုံပြောရမယ်ဆိုရင်တော့ဒီမှာရှိတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေကတို့ရဲ့မိသားစုတွေကိုတို့နောက်ဆုံးချိန်ထိဒီစကိုင်းနဲ့မခွာဘဲနဲ့တိုက်ပွဲဝင်မယ်ဆိုသူရဲ့မိဘတွေနှုတ်ဆက်စကားတော့ပြောခဲ့တဲ့သူတွေရှိပါတယ် ပြောခဲ့သူရှိပါတယ်။ဒီမှာရှိရဲ့ဒီတက်မော်တာတွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကဒီကန်တော့နေမြေရဲစခန်းမှာတာဝန်ထမ်းဆောင်ခဲ့တာကျွန်တော်တို့ဒီ၄နှစ်တာလောက်ရောက်သွားပြီ။သူတို့ဒီမှာပဲသူတို့ဒီတာဝန်တွေထမ်းဆောင်ခဲ့တာပါ။တာဝန်တွေထမ်းဆောင်ခဲ့ပါတယ်။တကယ်ကိုကျွန်တော်တို့သူတို့ရဲ့တိုင်းပြည်ပေါ်ထားတဲ့စိတ်ပြီးွားရင်ကျွန်တော်တို့သူရဲ့မိခင်တက်ဖွဲ့ပေါ့ဗျာ။မိခင်တက်ဖွဲ့ကိုထားတဲ့စိတ်တွေကတကယ်ကိုကျွန်တော်တို့ပျောက်မြောက်လွန်ပါတယ်။ဒီအချိန်တွေကိုကျွန်တော်တို့နိုင်ငံတော်ရဲ့အကြီးအကဲတွေပြည့်ကျွန်တော်နာမကတိုင်းမှုကအနည်းကစောင့်ကြည့်ပါတယ်။နာမကတိုင်းမှုတောက်ချက်ကိုစောင့်ကြည့်ပါတယ်။ တောက်လျှောက်ကိုဒါအကုန်လုံးသူလုတ်ပေးတာနောက်ဆုံးတကယ်ဒီဒီကန့်နောက်နေမြေစကန်ရဲ့တိုက်ပွဲရဲ့အခြေအနေကဒီဇွန်လဇွန်လ6ရက်နေ့မနေ့ကညပါဗျမနေ့ကညကတကယ်ဒါနောက်ဆုံးတိုက်ပွဲပဲနောက်ဆုံးတိုက်ပွဲပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒီမှာရှိတဲ့ကန့်နောက်နေမြေစကန်ကိုကျွန်တော်တို့ဒီလက်နက်ခေရန်ပို့ဖို့ဆိုရလဲတော်တော်လေးအကန့်သတ်ရှိပါလေ။ဘာကြောင့်လဲဆိုတော့ရန်သူကတောက်လျှောက်ပတ်လေသူတို့နေရာယူထားတဲ့အနေအထားဆိုတော့ခေရန်ပို့ဖို့ကလည်းတော်တော်လေးအကန့်သတ်ရှိတယ်။အကန့်သတ်ရှိပါလေ။အကန့်သတ်ရှိတဲ့အခါဆိုတော့ကျွန်တော်တို့ဒါ တိုက်ပွဲတွေကရက်ကကြာလာတဲ့ခါကျတော့ကျွန်တော်တို့ဒီလက်နက်ခဲရန်ကလည်းအကန့်အသတ်ရှိသွားပြီဖြစ်ပါတယ်ကျွန်တော်ကဒီညမှာအကုံလုံးကိုကျွန်တော်တို့ထိန်းနိုင်ခဲ့လို့ကျွန်တော်ဒီစကားထုတ်ပြောတာပါထုတ်ပြောတာပါအဲ့တော့အကန့်အသတ်ရှိပါတယ်အဲ့တော့ဒီကနေ့ညပိုင်းမှာညပိုင်းမှာအချက်ဖတ်သမားတွေကသူတို့ဝင်လုံးတယ်တောက်လျှောက်ဝင်လုံးတယ်ဝင်လုံးတဲ့ခါမှာကျွန်တော်တို့ရခင်က2023ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာလည်းဒီတိုက်ပွဲတွေကပြင်းထန်ခဲ့တယ်ဒီကန်းတော့နေမြေစကန်မှာအဲ့တော့အဲ့မှာရှိတဲ့ဒီခေါင်းပေါင်းတွေပေါ့တက်ကောရေခေါင်းပေါင်းတွေကသူတို့3ရဲ့ဒီခြံအေရိယာမှာကျွန်တော်တို့ဒါဒီလုံခြုံရေးအတွက်ကျွန်တော်တို့ဒါ မိုင်းတွေခံတယ်ပေါ့ဗျာပုံလေးပြောမိုင်းတွေမိုင်းတွေခံထားတယ်ပေါ့ညာအကြမ်းတ်တမားတို့ဝင်တိုးတယ်တလုံးတလုံးချတာတလုံးတလုံးချတာနောက်ဆုံးဗျာနောက်ဆုံးဘလောက်ထိကျွန်တော်တို့နောက်ဆုံးဘလောက်ထိဒီရင်ဆိုင်တိုက်ပွဲဖြစ်သွားလဲဆိုရင်လက်ပြပုံနဲ့အနီးကပြစ်ပြီးလုံသွားတဲ့အနေထားတွေပါဖြစ်ပေါ့လားလက်ပြပုံနဲ့ကိုအုံလိုက်အုံလိုက်ကိုပြစ်ထုတ်ပြီးချတာချတာအဲ့တော့အဲ့အကြမ်းတ်တမားတွေကတို့ဒီကြားပြီငါတို့တို့ကလည်းသိတယ်စစ်ကြောင်းတွေဘယ်ရောက်နေပြီလဲဆိုတာတို့ရဲ့ကိန်းနောက်တွေကလည်းတို့ပြောတယ်စစ်ကြောင်းတွေဘယ်ရောက်လာပြီအဲ့တော့တို့ကနောက်ဆုံးအချိန်နေ သူတို့ကလည်းရေးမယ်ဆိုပြီးတော့ရေးပြီးတော့ဒီကျွန်တော်တို့ဒီတက်အေရီးယားတွေဝင်လုံးတာပေါ့ name yes ကအေရီးယားဝင်လုံးတာဝင်လုံးတဲ့အခါမှာကျွန်တော်တို့ဒီအတားအဆီးတောက်လျှောက်ကိုသူတို့မကြော်နိုင်ဘူးနောက်ဆုံးကျွန်တော်တို့ဒါရေတပ်ဘုံဝင်နေတက်ပေါ်သားတွေကလက်ပစ်ဘုံတို့ပြစ်ပြီးအနီးကဝင်လုံးလိုက်တာနောက်ဆုံးအကြမ်းတ်သမားပြန်ဆုတ်သွားတယ်ပေါ့ဗျာဆုတ်ဆုတ်လိုက်ရတယ်ပေါ့နောက်ဆုံးကျွန်တော်စစ်ကူစစ်ကြောင်းတွေပေါင်းတယ်ပေါ့အဲ့တော့လက်ရှိလည်းကျွန်တော်အကြမ်းတ်သမားတွေအလောင်းတွေသူတို့ရဲ့ဒီအစအနာတွေအများကြီးပဲဟိုမှာစခန်းမှာရှင်းရမှာအများကြီးပဲရှင်းရမှာအများကြီးပဲ တော့ငဆောင်ကအဖွဲမင်းတို့အလောင်းမင်းတို့လာယူကြီးမင်းတို့ရဲ့ဒီဒီခန္ဓာကိုယ်အစိပ်ပိုင်းတွေလာယူကြီးလာယူကြီးအများကြီးပဲပွားပြဲကျဲနေရပဲအများကြီးပဲသူတို့အလောင်းတွေများစွာကြံခဲ့တယ်လက်နက်တွေလည်းများစွာကြံခဲ့တယ်အဲ့တော့ကျွန်တော်တို့ကတော့ဗျာဟိုအသေးကြပါတဲ့နိုင်ငံတော်ကြီးခဲ့တွေကလည်းဒီလောက်ဒီပြောင်ပြောင်လုံးနေဒီတက်မတော်ခေါင်းပေါင်းတွေပြီးရင်ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ခေါင်းပေါင်းတွေတပ်ဖွဲ့ဝင်တွေတက်မတော်ဒီတက်မတော်သားတပ်ဖွဲ့တက်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေခေါင်းပေါင်းတွေ နိုင်ငံတော်ကလည်းထိုက်တန်စွာကျွန်တော်တို့ဒီယာရုတို့မြင်ပေးတာတွေဂုံပြူတာတွေလုံးပါပါလုံးပါပါတကယ်ကိုဗျာခင်ဗျပျောက်ပျောက်လုံးနေဒီစကန်လေးကတည်တည်လေးအဲ့ဒါကိုခင်ဗျဘတ်ပေါင်းဆိုတာအင်အားလုံးနဲ့တိုက်တာခင်ဗျအေးပါတယ်ငဆောင်ကအဖွဲပါတယ်ဒီစစ်သွေးကြောအဖွဲပါတယ်ပြီးရင်ခင်ဗျအဲ့မှာရင်းမပကယ်ပီဒီအက်ပါတယ်ပီဒီအက်ပါတယ်အဲ့တော့ကျွန်တော်တို့မနေ့ကလည်းပြောပါတယ်အတိအကခင်ဗျစစ်တိုက်ကြရဆိုနံပါတ်၁စိတ်တက်ကအရင်တိုက်ရတာစိတ်တိုင်းနဲ့အရင်တိုက်ရတာနံပါတ်၂ကတော့နောက်ရပန်ပန်ပိုးမှုတွေပေါ့ထောက်ဖို့ပန်ပိုးမှုတွေတိုက်ရတာအဲ့တော့အရန်ကိုကျွန်တော်ပျောက်ပျောက်လုံးနေအရန်ကိုဂုံပြပါတယ်ကျွန်တော်လည်းဒီဒီ ီကန်တော့နေမြေစကမှာရှိတဲ့တက်မော်တာတွေမြန်မာနိုင်ငံရဲ့တက်ဘုံဝင်တွေအတွက်ကြောက်ငွေ3သိန်းကိုပြီးပါတယ်အဲ့တော့အဲ့3သိန်းကတော့နည်းပါတယ်ဒို့တော်လည်းပဲဒီ3သိန်းကဒီ3သိန်းကငွေအားဖြင့်နည်းတယ်ဒို့တော်လည်းပဲကျွန်တော်တို့ဒီ3သိန်းကကျွန်တော်ကိုဒီကျွန်တော်ရဲ့ရုပ်တံကိုကြီးရှုနေကြတဲ့အနေနဲ့ရက်ကကျွန်တော်ရဲ့မိတ်ဆွေတွေကလာစင်ကြီးတွေလာစင်ပေးသွင်းကြပါတယ်ကျွန်တော်ရဲ့ဒီ KB နံပါတ်ကိုပေးသွင်းကြပါလေပေးသွင်းတဲ့အခါကျတော့အဲ့ဒီရဲ့ငွေတွေနဲ့လူရဲ့အများကြီးဒီ3000ဆိုတာလူရဲ့အများကြီးထပ်လိုက်တဲ့ငွေနဲ့ဂုဏ်ပြုတာပါတကယ်ကိုကျွန်တော်တို့တကယ်ဂုဏ်ပြုကြရေးပါအဲ့တော့ကျွန်တော်တို့လည်း အာတကယ်ကိုကျွန်တော်တို့ဂုံယူပါတယ်ဂုံယူပါတယ်အဲ့တော့ကန်တော့နေမီယက်စကန်ရဲ့နေမီယက်စကန်ချင်းတွေကတော့ကျွန်တော်တို့6000တိုက်ပွဲအရန်ကိုကျွန်တော်တို့ပြင်ထန်ခဲ့တယ်အရန်ကိုဒီမှာရှိခဲ့တဲ့တက်မော်တာမြန်မာရဲတပ်ဖွဲ့ကိုအရန်ကိုကျွန်တော်တို့ခက်ခဲကြမ်းတမ်းတဲ့အနေအထားကိုကျွန်တော်တို့နောက်ဆုံးဖြတ်တန်းနိုင်ခဲ့ပြီဖြတ်ကျော်နိုင်ခဲ့ပြီလက်ရှိကျွန်တော်တို့စစ်ကူစစ်ကြောင်းတွေလည်းပေါင်းမိသွားပြီအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဂုံယူတဲ့အခါမှာကျွန်တော်တို့ဒီနေမီမှာဒီကန်တော့နေမီယက်စကန်မှာရှိတဲ့ဒီတက်မော်တာတွေရဲတပ်ဖွဲ့ဝင်တွေအပါဝင်အပါဝင်သူတွေရဲ့ဒီ သူတို့ရဲ့စိတ်ဓာတ်ခံမှန်းမှုနောက်တစ်ခုကတော့ကျွန်တော်တို့ဒီစစ်ကူစစ်ကြောင်းတွေရောက်ဖို့အတွက်ခေါင်းပေါင်းတွေတိတ်အရေးကြီးပါတယ်ရဲ့ပြီးရင်ကျွန်တော်တို့ဒီပြည်သူစစ်တပ်ဖွဲ့ဝင်နေမြေကျွမ်းကျင်မှုတွေတိတ်အခုအရေးကြီးပါတယ်အဲ့တော့တို့ရလည်းဒီအစင်းစင်ခန်းစစ်အစင်းစင်ကိုတို့ဖြတ်ကျော်ပြီးတော့ပေါင်းပြီးပေါင်းဆက်နိုင်ကြတာဖြစ်ပါတယ်အဲ့တော့တကယ်ကိုကျွန်တော်တို့ရဲရင်ဝန်သားကြာကောင်းပါတယ်ပြီးရင်ကျွန်တော်နာမကတိုင်မှုရလည်းတကယ်လက်တံပြောင်းတယ်ကျွန်တော်တို့ဒီနာမကတိုင်မှုရဲ့အခြေအနေကျွန်တော်တို့သိပါတယ်သူရဲ့သူကတော့တကယ်ကိုလက်တံပြောင်းပါတယ်အဲ့တော့တဲရဲတကောင်တွေတက်လာခဲ့အမင်းတို့တဲရဲတကောင်အလောင်းမရမယ် အလောင်းမရမယ်အဲ့တော့တောက်လျှောက်ကခင်ဗျားလေ Y20 ကိုတောက်လျှောက်ကျဲခဲ့တာဗျာခင်ဗျားလေမသေးသေးရှိမလားဗျာသေးသေးရှိမလားအတူပြက်အများကြီးထွက်သွားတယ်အများကြီးထွက်သွားတယ်ပျော်စရာကြီးဗျာနော်ကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ဝမ်းသာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီမှာရှိရဲ့ဒီဒီတက်ကခေါင်းပေါင်းနေရတဲ့ဘုံကခေါင်းမှာကျွန်တော်တောက်လျှောက်ကိုဖုံးဆက်သွားရတယ်ပုံဆက်ရရတယ်အဲ့တော့ဒီကနေ့မနက်ပိုင်းအစောကြီးဆိုလဲကျွန်တော်တို့နဲ့ကျွန်တော်တို့ဒီဖုန်းတွေပြောတယ်ခုနကလည်းပြောတယ် အားပေးတယ်ကွာအဲ့ကမင်းတို့တကယ်တကယ်ဟိုအခုဟိုဝမ်းလဲဝမ်းသာပါတယ်ကျွန်တော်အရင်ဝမ်းသာပါတယ်တကယ်ဟိုကျွန်တော်တို့ဂုံယူလို့ရင်ပတ်ရလာတဲ့စကားလေးပါတကယ်ဟိုကျွန်တော်ဝမ်းသာပါတယ်အဲ့တော့ဒီသတင်းပြချောရမယ်ဆိုတော့ကျွန်တော်ကန်းတောက်ပလဲမြုပ်နဲ့ကန်းတောက်နေမြေစကန်ရဲ့ဒီ6ကြာတိုက်ပွဲကတော့အာဒီအဆုံးသက်သွားပြီလို့ပြောမှာဖြစ်ပါတယ်လက်ရှိဒီတက်မလို့ကတော့ဒီနေမြေတောက်6နေမြေရှင်းလင်းမြေတောက်6တောက်6ဆက်လုံနေတယ်ဆက်လုံနေအဲ့တော့ရလက်ပါလေပေါ့ဗျာမင်းကြီးရလက်ပါလေဟိုငဆောင်ကအဲ့အောင်နေမင်းတို့ရလက်ဘာဖြစ်သွားလဲ အခုတော့တွေ့နေရမြင်လို့ရဲ့ဘာကလာလဲဆိုတာတွေ့ပါပြီမင်းအောင်လေးရွယ်လာလိုက်မယ်ဆက်လာလိုက်မယ်